ဟုတ်ကဲ့ပါကျွန်တော်တို့ဒီတစ်ပတ် Wi-Fi ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ ISP တင်တဲ့ဟန်တာရီတင်တို့ပွဲစဉ်မှာဖြစ်ပါတယ်။ဒီပွဲစဉ်ကိုစက်တင်ဘာ28ရက်ညနေ4:00နာရီ3:00နာရီမှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ကိုဘုံမင်းကကနဦးသုံးသပ်ပေးပါဦးဗျ။ဟုတ်ကဲ့ပါ။ဒီပွဲအကြောင်းကျွန်တော်မပြောခင်မှာဒီပွဲစဉ်ကတကယ်ဒီတစ်ပတ်အတွက်ကျွန်တော်အကြိုက်တွေ့မိတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်အနေနဲ့ကြိုပြီးတော့သုံးသပ်ခြင်းနဲ့ဟုတ်ကဲ့။အကြောင်းလဲဆိုလို့ကျန်နှစ်သင်းလုံးကကစားအားရှိတဲ့အာအသင်းတွေဖြစ်နေဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့။အပြီးခဲ့တဲ့အပတ်ကပွဲစဉ်တွေအကြောင်းကိုပြန်ပြောမယ်ဆိုလို့ရှိရင်တော့ဒါ ISP အသင်းကတကုံစတိုင်းနဲ့တဲ့အသင်းကိုသူတို့အနေနဲ့ တဘိုးစီတေးရလာထွက်ပေါ်အောင်ကစားနိုင်ခဲ့တယ်ဟန်တာဝီနဲ့အတင်းကတော့ခုနကဆောဆောကပွဲစဉ်မှာပြောခဲ့တယ်လို့မျိုးပဲသူတို့အနေနဲ့ပြန်ပြဲအတင်းကို6ခုပြက်အနံ့ရခဲ့တာတွေ့ရတယ်ပေါ့နော် HB အတင်းကနောက်တစ်ခုအဲ့ဒီနေ့ကပွဲစဉ်မှာကျွန်တော်သတိထားမိတာဆိုလို့ရှိရင်ဒါလူငယ်အတင်းကမာတီနီတို့လိုနောက်တန်းကကစားသမားတွေကိုထည့်ပြီးတော့ပွဲထွက်စင်းမှာအသုံးပြုခဲ့တာတွေ့ရတယ်နောက်တစ်ခုကဒီဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းပဲတိုက်စစ်က အာသူတို့အနေနဲ့ဒီလူငယ်ကစားသမားမင်းကိုခန့်တယ်ကိုထည့်သွင်းပြီးတော့အသုံးပြုခဲ့တာလည်းတွေ့ရတယ်ပေါ့နော်ဒီအနေထားက 3ISB အသင်းတွေဒါအနာဂတ်တွေအကောင်းမွန်တဲ့အလားအလာတစ်ခုလို့ဖြစ်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ပေါ့နော်ဒီရလပိုင်းကိုပြန်ဆက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီနေ့ပွဲစံမှာဆိုလို့ရှိရင်ဒီအစောပိုင်းတကုန် Star United အသင်းကဒါ ISB အသင်းကို press လုပ်ပြီးကစားတာရှိခဲ့ဒါပေမဲ့နောက်ပိုင်းမှာ ISB အသင်းကမရရအောင်ပေါက်ထွက်ပြီးတော့ကြတော့ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်း chance တွေကိုပိုရအောင်ဒါ create လုပ်နိုင်ခဲ့ပြီးတော့ကြတော့ပွဲပြီးမှာဆိုလို့ရှိရင်လည်းပဲဒါအဖို့တန်တေးဓမ္မကိုဒါအသင်းကြီးတင်းတင်းဖြစ်တဲ့တကုန် Star United အသင်းစီကနေရယူနိုင်ခဲ့ရတယ် တွားပြီးတော့တွေ့ရတယ်ပေါ့နော်ဒီပြန်ပြန်ဟန်တာယူနိုက်တက်အသင်းကတော့ကျွန်တော်တင်ပြောစရာတော့တိတ်မရှိဘူးဘာကြောင့်လဲဆိုလို့ရှင်တော့ဟန်တာယူနိုက်တက်အသင်းဒီပြီးခဲ့တဲ့ပွဲစဉ်မှာဒါ6ခုပြန်နိုင်ရပြီးတော့လက်ရှိမှာလည်းပဲ MPC ရရဲ့အဆင့်တင်နေရာမှာရမှတ်ဆဲမှန်နဲ့ဒါပြန်ဖက်ဒီအမှတ်ရုံနေတဲ့အချိန်မှာဒါအခွင့်အကောင်းယူနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှင်ရခဲ့တဲ့3ခု6ခုဆိုလို့ရှင်လေဒီတိုက်စစ်ခံစစ်ကွင်းလေနေရာဆောင်က သုံးခုတွေရခဲ့တယ်လဲတွားပြီးတော့တွေ့ရတယ်တန်တိုးအောင်ငကိုသွင်းတယ်လာရင်မောရဆွဲမှန်တာနောက်ပြီးဒါဝင်းမိုးကျော်တို့ဟောသွင်းယူခဲ့တာတွေ့ရတယ်ပေါ့နော်ဆိုတဲ့အခါကျဒီအနေအထားတစ်ခုကဟန်တာရီယူနိုက်တက်အတင်းတို့လက်ရှိမှာရလက်ပိုင်းရောအတင်းကစားသမားတွေရဲ့ performance ရရောဒါဂျင်းနက်ဆရာတစ်ခုအနေအထားတစ်ခုတော့ရှိတယ်ဒါပေမဲ့တစ်ခုသတိထားမှာက ISB ဒီဟာရောင်မြတ်ယူနိုက်တက်အတင်းလို့ကစားရလွယ်ကူတဲ့အတင်းဖြစ်လာမှာတော့မဟုတ်ဘူးသတိကြီးကြီးထားပြီးတော့ခြေပြမ်းမယ်အတင်းလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဘာတော့ကြောက်ဆွေးနွေးသုံးသပ်ပြပါဦးခင်ဗျ ISP ကကျွန်တော်တို့၄ဝဲကစားပြီးချိန်မှာတပွဲနိုင် တပွဲတည် နပွဲရှုံးပေါ့နော်ဟုတ်ကဲ့အဲ့တော့ရမလေးမှတ်နဲ့ဆင့်ရှစ်မှာရက်တည်နေတယ်ပြီးခဲ့တဲ့ဒီကုံစားနယ်ပွဲမှာဆိုတော့ကိုကုံသုံးသက်တယ်လို့တိဆက်ဘိုးကိုရပို့ရမယ်အခွင့်အရေးတွေရှိခဲ့သေးတယ်ရှိခဲ့ဟုတ်ဒါတွေကိုအသုံးချနိုင်ခဲ့ပေါ့နော်ဒါရီစာအသုံးချနိုင်ခဲ့မှဆိုတော့ဒီထက်ပို့ပြီးကိုများမယ်ပေါ့နော်ပို့ပြီးကိုရမှာဟုတ်ကဲ့ ကောင်းတာကတော့ဒီပုံစံတိုင်းလေးပဲဆက်လက်ဟန်တာတွေနဲ့ပွဲမှာဆက်လက်ထိန်းထားတာနိုင်ရေးဆိုရင်တော့เนาะတော်တော်လေးဒါတို့နေနဲ့လည်းရလက်ကောင်းရဖို့မကက်ခဲဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့เนาะဟန်တာတွေကလည်းဒါရှမ်းရန်ကုန်တို့လိုအတင်းကြီးမဟုတ်ပေမဲ့အတင်းငယ်မဟုတ်တာတော့သိကြတယ်သူအတိုင်းတာနဲ့သူရှိတယ်တော့နှောက်လို့မရဘူးဟန်တာတွေမှာဆိုတော့အောင်မြတ်သူဆိုတော့တိုက်တန်းတို့အောင်လာတယ်မောရဝင်းမိုးကျော်တို့လိုတကယ်ကစားသမားကောင်းတွေအများကြီးရှိတယ်ပေါ့เนาะဟိုတင်းဝတ်လည်းကောင်းတယ်တကယ်နီးပြကောင်းတဲ့ရှိရတော်တော်လေးသတိထားရမယ်ဟိုအနေထားတော့ရှိရပေါ့เนาะဟန်တာတွေကတော့၄ဘွယ်ကစားပြီးချိန်မှာစောနောက်ကဝင်ပြောခဲ့သူ ုံးပွဲနိုင်တပွဲတည်းရှုံးွက်မရှိရမှတ်ဆယ်မှတ်နဲ့အဆင့်တက်မှာရက်တင်နေတယ်ပေါ့နော်ရက်တင်နေဟုတ်ပါတယ်အာပြီးခဲ့တဲ့ဘက်မှာကျွန်တော်တို့ရန်ကုန်ရှမ်းဒဂုံစတားတို့ကနိုင်ပွဲတွေပျောက်ခဲ့တာဟုတ်နိုင်ပွဲတွေပျောက်ခဲ့တော့သူ့အနေနဲ့ဒါအကောင်းဆုံးခွင့်ရရခဲ့ပြီးတော့အဆင့်တက်မှာဆက်လက်ရက်တင်နေတယ်ရက်တင်နေဟုတ်ပါတယ်အခုလည်းအဆင့်တက်မှာဆက်လက်ရက်တင်နိုင်မှုအတွက်သူတို့အနေနဲ့ရလက်အကောင်းရရှိအောင်ကြိုးစားပြီးတော့အားထုတ်ရအောင်အဲ့တော့ကျွန်တော်တို့ခြုံမိကြည့်မယ်ဟေ့ဆိုရင်ရှုံးွက်မရှိသေးတဲ့ဟန်တာရီကို ISP တို့ဘယ်လိုထပ်လုပ်ပြနိုင်မလဲပေါ့နော်ဒါမှမဟုတ်ဟန်တာရီကပဲရလက်ကောင်းဆက်လက်ရယူပြီးဆင့်တက်မှာ ဆက်လက်ရယူသွားနိုင်မှာဆိုတာဒါမကြခင်စိတ်ဝင်စားဆောက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျ။